ခုကကျွန်တော်ကအိန္ဒိယကအာဂရာအာဂရာကိုသွားနေတာပါအာဂရာကနေပြီးတော့ကျွန်တော်တဲပြောနေတာပါဘာလို့လဲအာဂရာဆိုတာကဒီနာမည်ကျော်တယ်အိန္ဒိယနာမည်ကျော်အာဒီအာဂရာဖော့တူနောက်တော့ကဒီပါလဲဟိုတတ်မဟာလို့ပါလို့ရှိရတာပါဟိုတတ်မဟာဆိုတာလည်းအလုံးသိတဲ့အတိုင်းပဲတကယ်နာမည်ကျော်ကမ္ဘာကျော်ကမ္ဘာကျော်ဒေသကမ္ဘာအံပွဲခုနှစ်ခုရဲ့တစ်ခုအဲတတ်မဟာအာဂရာလို့ရောက်နေပါလေအဲရောက်နေတဲ့အတွက်ကျွန်တော်ရုပ်တံပြောတာက မိပါမလားကျွန်တော်မသိဘူးအဲ့ဒါကြောင့်မို့ကျွန်တော်ဒီမိနစ်အတူလေးကျွန်တော်ဒီပြောပေးဖို့ဆိုပြီးတော့အဲတက်လာတာပါအချောင်းပေါ့ဘူးကျွန်တော် ASEAN အဖွဲ့အစည်းနဲ့ကျွန်တော်ခီးသွားတယ်နောက်ဒီ Quad Country ကအဖွဲ့အစည်းနဲ့ခီးသွားတယ်သွားရင်လည်းတို့နဲ့စကားပြောဖြစ်တာလေးတွေကိုနောက်ရကြရင်ကျွန်တော် AACC ကြာလို့ရှိရင်ရှင်းပြပြပြပါမယ်တချို့တွေလည်းမြန်မာနိုင်ငံအချောင်းစိတ်ဝင်စားတယ်တချို့တွေစိတ်ဝင်စားဘူးတချို့တွေကသိချင်တာလေးမိတယ်တချို့တွေကလာပြီးတော့ direct contact လုပ်တယ်ဒါတချို့ကတော့အာဒီတိုင်းပဲနေတယ်ပေါ့နော်မြန်မာနဲ့ပတ်သက်ဘာမှကောင်းတော့မသိရှိမရှိဘူးအဲ့တော့မရှိကြတဲ့လူတွေရှိတယ်အဲ့တော့ပြောရရင်တော့ဒီ ASEAN Data Twin Challenge ကြီးရဲ့ဂျားထဲမှာမြန်မာအချောင်းက ဘလောက်လုံးမကြီးလဲမကြီးလဲနောက်တခါတခြားနိုင်ငံတွေဆီမှာဘလောက်လုံးမကြီးလဲမကြီးလဲဒါအဲ့တော့သိနိုင်အောင်လို့ကျွန်တော်ဒီစိနောက်ရရှင်းပြအောင်အခုကကျွန်တော်ရုပ်တံကရသလောက်တွေတက်လာပြီးတော့ပြောတာပါအခါရင်လိုပဲအဖွင့်လေးမပြောနိုင်တာတွေပါနားလည်ပေးပါဗျအဖွင့်လည်းမပြောနိုင်အဖိတ်လည်းပြောနိုင်ခြင်းမပြောနိုင်ပါနားလည်ပေးပါရောက်ရနေရတယ်ရောက်သလိုတင်ဆက်ပေးနေဖြစ်ပါတယ်ခုမြင်ကွင်းနောက်ကမြင်ကွင်းကြည့်ရင်လည်းခါတော့သိပါလိမ့်မယ်ဆိုတော့အဲလောလောဆယ်တော့ဒီတိုင်းလေးပဲပြောပါမယ်နော် အခုကဒါကျွန်တော်တို့ဒီ ASEAN Challenge တွေအကုန်လုံးခီး sorry အပြင်မှာဒီရွန်းတယ်သွားဝယ်တာသွားကြည့်တာပေါ့နောက်မှရွန်းတယ်ကလည်းမြင်ရလိမ့်မယ်အဲရွန်းတယ်သွားကြည့်တာလေးနဲ့သွားကြည့်တဲ့အချိန်7 minutes 15 minutes မှာကျွန်တော်ရသလောက်ပြောတာတိုက်ဆိုင်လို့ကျွန်တော်ဒီနေ့ခုနပြောချင်တာ Cambodia က Challenge ကဒီနေ့ဆိုရတာနေခဲ့ရမနေ့ကကျွန်တော်မင်း internet ရလာတယ်မင်း sync ကဝယ်ထားလိုက်လို့ကျွန်တော် မေးတယ်ပြီးတော့ကျွန်တော် okay ငါဝယ်ထားတယ် sync ကဝယ်ထားတယ်ဆိုတော့ငါ wifi hotspot ပြီးပါဆိုတော့ကျွန်တော် wifi hotspot ပေးလိုက်တယ်ဘာလို့လဲလို့မေးလိုက်တော့ तू ကကျွန်တော် Agra ထဲမှာပဲဒီ touch mark ထဲမှာရှောက်လဲနေတဲ့အချိန် तू ကကျွန်တော်လာကတ်ပြောတယ်အဲ Thai နဲ့ ကမ္ဘောဒီးယားနေသားမှာပြစ်ခတ်မှုတွေပြန်ဖြစ်နေတယ်လို့ငါသတင်းရလို့အဲ့ဒါငါသိချင်တယ်တဲ့။ तू तू နိုင်ငံနဲ့ပတ်သက် तू စိတ်ပူတာဗျာ။ပြောချင်တာ तू နိုင်ငံနဲ့ပတ်သက်ရင် तू ချစ်တာပဲပေါ့လား။ချစ်ပြီးတော့ तू ချက်ချင်းလောက်တာ။ငါသိချင်လို့အဲ့ဒါတော့ငါဆိုကျွန်တော် wifi လောက်ပေးလိုက်တယ်။ဒီ touch မှာဟာထဲမှာတော့ तू internet သုံးမရဘူး။ကျွန်တော်လည်းသုံးလို့မရဘူး။အဲ့ဒါနဲ့သုံးတာတော်တော်လေးတယ်။အဲ့ဒါနဲ့ဒီကားပေါ်ပြန်ရောက်တဲ့အချိန်မှာ तू ပြန်သုံးပြီးကြည့်လိုက်ကြည့်တော့ အင်တာနက်ရအောင်အဲ့တော့ကြည့်ပြီးပြောတယ်ဟုတ်တယ်လေငါတို့ရှိမှပြစ်ခတ်မှုပြန်နိုင်ငံပြန်ဖြစ်သွားပြီလေဖြစ်တဲ့နေရာကသူကပြောတယ်ဗျဒီဒီဒီ Ubon Ratchatani ပြည်နယ်ပေါ့နော်ကမ္ဘောဒီးယားအခြားအဲ့မှာရှိတဲ့ဒီ Chong An Chong An Ma ဆိုတဲ့နေဆက်ပေါ့နော်အဲ့ဒီနေဆက်နာပြစ်ခတ်မှုဖြစ်တယ်တဲ့ပြောပြန်လည်းဖြစ်သွားတယ်လေဆိုပြောတယ်အဲ့တော့ကျွန်တော်ပြန်လည်းပြောရင်ဒီထဲမှာ ASEAN ကကမ္ဘောဒီးယား channel list လေးပါတယ် Thai channel list လေးပါတယ် Thai channel list ကတော့ AC ပဲဗျသိကောင်းတော့သူမရှိဘူး ASEAN အဲကမ္ဘောဒီးယား channel list ကတော့လည်းသူစိတ်ထဲမှာသူသူနိုင်ငံနဲ့ Thai နဲ့ရောဖြစ်တဲ့ကိစ္စကိုသူရင်ထဲမှာရှိတယ် ရှိပြီးတော့တေချာလေးတော့သူဟောဖြစ်တာတွေ့ရတယ်သူနိုင်ငံနဲ့ပတ်သက်ရင်တော့သူသူစိတ်ထဲမှာရှိနိုင်ငံနဲ့စစ်ပွဲနိုင်ငံဖြစ်ကြတဲ့ကိစ္စမှာသူနည်းနည်းလေးသူဟိုပြောရရင်တော့သူ update အမြင်သိချင်နေတဲ့သဘောရှိတယ်ပြီးရင်သက်ဆိုင်ရာသူနိုင်ငံတိုင်ဌာနတာဝန်ရှိသူတွေနဲ့သူလည်းချိတ်ဆက်လုပ်လုပ်ချင်တဲ့သဘောရှိတယ်အဲကျွန်တော် internet ပေးလိုက်ပါတယ်ပြီးတော့သူသုံးပြီးတော့သူသူကသူသတင်းပို့စရာရှိတယ်ပို့တယ်ထင်ပါလို့ဆရာ share လုပ်တယ်ထင်ပါမိသားစုမိရထင်ပါတယ်ဒါလေးကဒါတိုက်ဆိုင်လို့တခုအရင်ထည့်ပြောတာဗျနော်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီ ဟိုမန္တလေးရဲ့ဆိုင်းဆရာကြီးဗျာကျွန်တော်တို့ဟိုဝိုင်းဆိုင်းဆရာကြီးဟိုဆရာတင့်တော်ဗောနော်သူကွယ်လွန်သွားပြီဆိုတဲ့တင်းလေးလေးကျွန်တော်ဒီနေ့ရပါတယ်ဟိုနေ့လည်းတနားရီ15မိနစ်လောက်ကဒီနေ့ပဲကိုယ်လုံးသွားတယ်လို့သိရတယ်တနားရီ15မိနစ်လောက်ပေါ့နော်ဆိုတော့သူကိုယ်လုံးနဲ့ချိန်မှာတက်က80နဲ့8နှစ်ရှိပြီလို့တော့သိရတယ်အဲသူကိုယ်လုံးချိန်မှာဇနီးနဲ့သာသမီ3ဦးလို့ကြာရခဲ့တယ်ဇာပနခဏတော့29ရက်နေ့တပတ်ခါကြာရင်တော့လုံးလိမ့်မယ်လို့သိရတယ် အဲသူဂျာနေကအင်းကြီးအင်းကြီးလို့တမ်းမှာလုံးမယ်လို့သိရတယ်။အဲသူကတော့ဒီစာပေလောကမှာတော့ဒါနာမည်ကျော်ပုဂ္ဂိုလ်တူဦးဖြစ်တယ်ပေါ့။နာမည်ကျော်ပုဂ္ဂိုလ်တူဖြစ်တယ်။အဲတင့်တော်ဆိုတဲ့နာမည်နဲ့ပေါ့နော်။ပြီးတော့ဩဒရလွင်ပြင်းစာပေမှာစာရေးဆရာလုပ်နေတဲ့သူပါ။ပြီးတော့ကြောက်ကက်ယောဂကူအင်းနဲ့ဂန်ကောဆေးရုံမှာဆေးဥတော်မှုခရင်ကိုလုံသွားတာပါ။အဲတော့ဒါစာပေလောကတော့စင်မကောင်းဖြစ်ရပါတယ်။ကျွန်တော်ပြောလို့ရစာပေလောကနဲ့ပတ်သက်စင်မကောင်းဖြစ်ဆုံးရတခုပါလဲဆိုတော့ကျွန်တော်စာပေလောကသားတွေစာပေနဲ့လှုပ်ရှားတဲ့လုပ်ငန်းလုပ်ငန်းစားတော့တဲ့သူတွေတော်တော်များကြီးကြီးချမ်းသာလာတယ်လို့သိမရှိဘူးပြ။မိသားမိဘလာချမ်းသာရင်တော့မသိဘူး။ အဲ့တော့ကအခြားကိုပိုင်စီဝါရေးရှိလို့ချမ်းသာရတော့မသိဘူးစပီတခုတည်းနဲ့ရက်တီလို့ရှင်တို့မချမ်းသာဘူးပြသူများနိုင်ငံမှာဟယ်လင်ကယ်လာတို့ကတော့ချမ်းသာတယ်လေမီလိုဒေါ်လာတန်းရာချီချမ်းသာတဲ့ပုဂ္ဂိုလ်ဖြစ်သွားတယ်စာအုပ်တို့ပေါက်တော့တယ်ဒီနိုင်ငံမှာကျွန်တော်နိုင်ငံမှာအဲ့လိုမပေါက်ဘူးပြအဲ့တော့စာရေးဆရာတွေကဘာလို့လဲဆိုတော့စိတ်ခံစားချက်ယုံကြည်ချက်သူ့ရဲ့ဒီဖြန့်ဝေခြင်းနဲ့စိတ်မေတ္တာတရားဒီ pride စိတ်အဲ့ဒီစိတ်တွေနဲ့ပဲလူတွေကိုဟိုဖြန့်ဝေတာပဲဖြစ်ပြီးတော့တကယ်တမ်းဖြစ်လာတဲ့ခါကျရင်သူတို့ကိုယ်တိုင်ဘဝက ပုံမှန်ဘွားလောက်နေပဲဆိုကွယ်လို့ဆုံးမသွားတယ်အဲ့လိုဖြစ်တာတွေ့ရတယ်အဲ့တော့ကျွန်တော်နိုင်ငံမှာစာပေကိုအလေးထားမှုပိုင်းကတော်တော်အားနေပါတယ်ပြောရရင်တော့ဗျာဟိုတရရက်ထဲဘီယာဘီယာ50ခွက်ခွက်တစ်စာတရားအခွင့်50 20 50ခွက်ခွက်90တောက်ဖို့ဝင်မလေးပြင်မဲ့စာအုပ်ထုတ်ဝယ်ဖို့ကျွန်တော်နိုင်ငံမှာဝင်လေးကြတယ်ဝင်လေးကြတယ်တညာတဲ့သိ50 100တရားသုံးပြဖို့ဝင်မလေးပြင်မဲ့စာအုပ်ထုတ်ဝယ်ဖို့နှမျိုးကြတယ်ကျွန်တော်တိုင်းပြည်ကကျန်တဲ့ဇံဝယ်ဖတ်ဖို့နှမျိုးကြတယ်သတင်းစာဇံဝယ်ဖတ်ဖို့နှမျိုးကြတယ်ဆိုတော့ကျွန်တော်တို့ကလည်းဝါသနာအရာတကယ်ဝါသနာစေတနာအနှစ်နာ ဘယ်လိုပြောကျွန်တော်တို့ pride စိတ်ထားဒါတွေနဲ့ကျွန်တော်တို့လုပ်ခဲ့ကြတာသို့တော်လည်းသို့တော်လည်းကျွန်တော်တို့ဓာတ်ရီလုပ်ကြရင်မလဲစာရေးဆရာရဲ့အဆုံးတန်ပါလဲဆိုတော့ဒီလိုပဲနုံနုံပပနဲ့နောက်တစ်ခါလူမသိသူတွေဆုံးသွားကြတယ်ဟိုမင်းသားမင်းသမီးတွေသိဆုံးတာနဲ့စာရင်မင်းသားမင်းသမီးတွေသိဆုံးတာဆိုရယ်သိဆုံးတာကတော့ပုံနာမဲ့ကြော်တော့ဗျာစာရေးဆရာတွေကတော့တိတ်ပြီးတော့ဟောပြကြတာတွေ့ရတယ်ဆိုတော့ကျွန်တော်တိုင်းပြည်ကလည်းစာရေးဆရာတွေကစာရေးဆရာစပေးရ အနိုင်ခံဘဝထဲမှာတော့ရှိနေတာတော့တွေ့ရတယ်။ဒါပေမဲ့အားလုံးကစာပေရဲ့မြေပြတ်ခံတယ်ဆိုတာလည်းမေ့နေကြတယ်အားလုံးက။ကျွန်တော်စာပေရဲ့မြေပြတ်ခံတယ်ဒါပေမဲ့စာပေကိုအားလုံးကနင်းချပြကြတယ်။စာပေကိုသိပြီးတော့ဖွင့်ပြအောင်မလုပ်ချင်ကြဘူးပေါ့။အစိုးရကိုယ်တိုင်ပင်လည်းစာပေနဲ့ပတ်သက်ဖွင့်ပြအောင်လုပ်နိုင်တဲ့အစွမ်းစားအစိုးရမှာမရှိသေးဘူးလားမသိဘူးမတွေ့ရဘူး။အဲ့တော့ကျွန်တော်တော်တော်လေးစိတ်မကောင်းဖြစ်တယ်။စာပေနဲ့ပတ်သက်သတင်းစာဂျာနယ်ကဗျာဝတ္ထုအဲ့ဒါစသဖြင့်ပေါ့နော်။ဟိုအကုန်လုံးအဲ့ဒါအကုန်ပါပါတယ်နော်။အဲ့တော့စာပေရဲ့စာပေရဲ့လူတံပိုးလို့ပြောတယ်ဒါပေမဲ့ အဲ့အဲ့လူတံမိုးအဲ့လူတွေကပဲတံမိုးမရှိတော့လားမသိဘူးစာအုပ်ပိုင်းစာပေပဲတံမိုးမရှိဘူးဖြစ်သွားတယ်အဲ့လိုတော့ဖြစ်တာတွေ့ရတယ်ဗောဒါတော့သိမကောင်းစရာကိစ္စတခုပါနော်အာနောက်ထပ်ခုနကကြောက်တာတခုကတော့ဒါဘူဂျုံကြီးမရောက်နိုင်ရလဲကျွန်တော်ဒီနေ့ပြောအောင်ဘူဂျုံကြီးမရောက်နိုင်ကဒီကာဇစ်စတန်ကိုသွားပါတယ်ဆက်သွားပါတယ်သူရုရှားကိုသွားခြင်းနဲ့ကာဇစ်စတန်ကိုလှမ်းဆက်သွယ်ချိတ်ဆက်ပြီးတော့ကာဇစ်စတန်မှာသူဆက်သွားတယ်ပုံပေါ်ပါတယ်ကာဇစ်စတန်ဘက်ကလည်းကာဇစ်စတန်ရဲ့ခေါင်းဆောင်ကလည်း အဲမြန်မာခေါင်းဆောင်ပူချမှုချင်းမြောင်းလိုင်းကိုဖိတ်ကြားတယ်လို့သိရပါတယ်အဲ့လိုဖိတ်ကြားတဲ့အတွက်မြန်မာကနေပြီးတော့ပူချမှုချင်းမြောင်းလိုင်းကဒီရုရှားကနေတိုက်ရိုက်ကာဇစတန်ဆက်သွားပါတယ်အဲ့တော့ပြောရရင်တော့ဒီကာဇစတန်ခေါင်းဆောင်တွေကပြီးခဲ့တဲ့ဒီတရုတ်အဲတရုတ်ရဲ့ဒီ victory day ပေါ့နော်အဲ့ဒီမှာတည်းကကာဇစတန်ခေါင်းဆောင်နဲ့တွေ့ပြီးတော့သူတို့အချင်းချင်းမိတ်ဆက်စကားပြောနိုင်ခဲ့တယ်အပြန်အလှန်ဖိတ်ကြားမှုတွေလုပ်ခဲ့တယ်ဒါကြောင့်မို့လို့မြန်မာခေါင်းဆောင်ကကာဇစတန်ကိုဆက်သွားတာဖြစ်ပါတယ်အဲ့တော့ရုရှားကိုတော့ဒီနှစ်အတွင်းမှာရုရှားကိုသွားတာကျွန်တော်သိသလောက်၄ခေါက် လောက်ရှိပြီတင်တယ်ကျွန်တော်ခုခောက်တယ်လို့မိနေမယ်ရုရှားကသူအခေါက်အောက်ကသွားတယ်ရုရှားနဲ့ပတ်သက်ဒီတစ်ခေါက်ကတော့ nuclear power plant နဲ့ပတ်သက်ပြီးတော့အသေးစား nuclear power plant တွေလုပ်ဖို့အတွက်ကိုသူတော်တော်လေးအာရုံစိုက်ပြီးအာရုံစိုက်ပြီးတော့ဒီရုရှားကိုအားထည့်ပြီးသွားတယ်အဲ့ဒီနေရာဒီတဖြည်းဖြည်းနဲ့ nuclear power plant ပေါ်ပေါ်နေတော့ခြားတော့နီးပညာတွေပေါ့နော်ကျွန်တော်တို့ရုရှားစီကနေရတဲ့ရထိုက်တဲ့နီးပညာတွေရဖို့အတွက်ကိုပူဂျုံမချင်းမအောင်လိုက်ဟာဒီရုရှားခေါင်းဆောင်တွေကိုတော်တော်လေးရင်ကြားစစ်တော်တော်လေးကိုရင်ကြားစစ်တော်တော်လေးကိုနီးနီးကပ်ကပ် ထိတွေ့ဆက်ဆံပြီးတော့ကိုအလုပ်လုပ်နေတာတော့တွေ့ရတယ်။တချိန်တည်းမှာရုရှားဘက်ကလည်းမြန်မာကိုမာမိတ်ဖြစ်နေတက်မှတ်ပြီးတော့လိုအပ်တာတွေပူးပေါင်းကူညီပေးနေတယ်လို့ပြောလို့ရတယ်။အဲအဲ့တော့ဘာပဲပြောပြောဟိုကျွန်တော်ဒီအောက်ကြည့်ပြီးတော့ဒီဒီဗိုလ်ချုပ်ကြီးအနေနဲ့ကတော့ဟိုသူ့လက်ထက်မှာသူတခုခုဒီလက်စမီလေးရဲ့အပါဝင်တခုခုထူးထူးခြားလှုပ်ပေးခဲ့ခြင်းပုံပေါ်ပါတယ်။ပေါ်ပါတယ်။အဲ့တော့ဒါမဲ့တချို့ကတော့နောက်တာပေါ့ဗျာ။ငါတလောက်သွားကြွေးတယ်လို့ပါတော့ငါတလောက်သွားကြွေးတယ်လက်ဖက်သွားကြွေးတယ်လို့ပါပြောတယ်။ခင်ဗျားတို့တစ်ခါကြာအဲ့လူတွေက နားမလဲတာပေါ့နော်ငါတက်လောက်ကျွေးတယ်လက်ဖက်ကျွေးတယ်ကဲကောင်းပြီအကဲကျွေးလိုက်လို့ငါတက်လောက်ကိုအဲ့ဒီ ရုရှားကခေါင်းဆောင်ကြီးကြိုက်သွားပြီဆိုပါစို့ကဲကောင်းပြီကြိုက်သွားလို့ဟာရောငါစားလို့ကောင်းနေကွာငါတို့နိုင်ငံတင်သွင်းပါလားလို့ပြောလို့တင်သွင်းခွင့်ခွင့်ပြုပါစီဆိုရင်မြန်မာနိုင်ငံကငါတက်လောက်တွေနင်းထိုင်နေတယ်အဲ့ဒါ export ထွက်မယ်ထွက်ရင်ပတ်စံရမယ်နိုင်ငံသားခွင့်ရမယ်အဲ့လောက်မစင်စားထက်ကြတာမတော်တဆဟိုကစားလို့ကြိုက်သွားရင်မနဲ့လို့ဒါကြိုက်သွားနိုင်တယ်လေပြီးတော့နိုင်ငံခေါင်းဆောင်အဆင့်ဟိုကနိုင်ငံပြည်နယ်အုပ်ချုပ်မှုအဆင့်ပုဂ္ဂိုလ်တွေကိုကျွေးတာဟိုကြိုက်လို့ငါပြည်နယ်ကိုတင်ဖို့ပါဆိုရင်ပြီးပြီကောင်းသွားပြီဒါကောင်းမှုကိစ္စတွေတော့မှပဲချင်းချင်းမလိုက်တွေးတာမျိုးတွေတခါတလေရှိသေးတယ်ဘုံကြီးရဲ့ဒီတွေးဆုံမှာမျိုးသမီးတွေပါဝင်မှုနည်းတယ်လို့ခေါင်းရင်းမျိုးစုံတတ်ပြီးတော့ဒီ ီခီးစင်နဲ့ပတ်သက်ပြီးတေးသိမ့်မေ့မေ့အောင်လုပ်ဖို့ကြိုးစားတယ်ဗျတစ်ဖက်အုပ်စုကလည်း ဆိုတော့ဘုံကြီးမကြီးလိုက်ဒါကိုကိစ္စတွေပုံပေါ်ဘူးသူလောဆက်ချက်ဆက်လို့တယ်ပြီးတော့ခုနောက်သူချိတ်ဆက်လို့ရတဲ့အခါမှာကာဇက်စတန်ကိုဆက်သွားတယ်ဆိုတော့ကာဇက်စတန်နဲ့လည်းဘုံကြီးမကြီးလောဆက်ချက်ရှိတဲ့အလုပ်တွေအများကြီးရှိကောင်းရှိလိမ့်မယ်အဲ့ရှိတဲ့အလုပ်တွေကတော့အခြားမဟုတ်တော့နိုင်ငံချစ်ကြည်ရေးကိစ္စတွေပါလာနိုင်တယ်ပြီးတော့နိုင်ငံမှာဟိုဘာပြောလို့ဆိုတော့နိုင်ငံကုလူဆက်ဆိုင်တွေပို့ပြီးအစင်တန်းပို့ပြီးမြင့်မြင့်မအောင်မြင့်နေတာဖြစ်လာနိုင်တယ်နောက်တစ်ခုကနိုင်ငံဒီဆက်ရုံအလုပ်ရုံတွေပေါ့ကာဇက်စတန်ကအလုပ်ရုံဆက်ရုံတွေကိုသွားလေ့လာပြီးတော့ကိုယ့်ရဲ့အဆင့်မြင့်တဲ့ပညာတွေသွားပြီးလေ့လာကြည့်မယ်တဘောမျိုးရှိတယ်အဲ့တော့ကာဇက်စတန်ကိုသွားဆက်ထွက်တဲ့ခီးစဉ်က ကောင်းတဲ့ခီးစဉ်ပါပဲဟိုဒါမျိုးကလည်းဘုန်းလည်းပြောရင်တော့ဟိုအားပေးရမယ့်ခီးစဉ်တစ်ခုပဲအားပေးရမယ့်ခီးစဉ်တစ်ခုပဲကျွန်တော်အမြင်အားပေးရမယ့်ခီးစဉ်တစ်ခုပဲဘလို့ဖြစ်ဖြစ်ဒီလိုမျိုးနိုင်ငံတကာလှည့်လည်သွားလာပြီးတော့ကိုယ်နိုင်ငံနဲ့ပတ်သက်ပြီးတော့ promotion လိုက်လုပ်တာသူမကိုယ်နိုင်ငံမိတ်ဆက်တာကိုယ်နိုင်ငံပို့ပို့ပြီးတော့လူတွေလက်ခံကြလအောင်လူကြားတော့အတင်းဝင်တိုးပြီးတော့မိတ်ဆက်နေတာအားကျုံမှတ်တဲ့လုံနေတဲ့ကိစ္စမကောင်းတဲ့ကိစ္စမှမဟုတ်တာဗျာ နိုင်ငံထဲမှာနေနေပြီးတော့အိမ်တွင်းပုံနေတယ်ဆိုတာမျိုးသားလေးပြဿနာရှိတာပြဿနာရှိတာအိမ်တွင်းပုံနေတာမျိုးပဲသူနိုင်ငံပြန်ထွက်ပြီးတော့ကိုကိုနိုင်ငံ promote လုပ်တယ်ဆိုတဲ့ကိစ္စအကောင်းတဲ့ကိစ္စလို့ကျွန်တော်တို့မြင်တယ်ဒါကတော့ကာဇက်စတန်ကိုသွားနေပြီဒီနေ့ကာဇက်စတန်ကရောက်ပြီရောက်တော့ကော်ဇောနီနေနဲ့ခင်းကြိုတယ်ကဲဘာပြောကြအောင်လဲပေါ့နော်ကော်ဇောနီကော်ဇောပြာပေါ့သူတို့ကြတော့ကော်ဇောပြာပေါ့နော်အဲကော်ဇောပြာနေနဲ့ခင်းကြိုတော့တွတ်တွေ့ရတယ်ဒီတော့မဟုတ်ကော်ဇောပြာပေါ့နော်ဆိုအဲ့ဒါနေခင်းကြိုတယ်တေချာလေးကြိုဆိုပြီးတော့ကဲနိုင်ငံတော်ဆင့်ကြိုဆိုတယ်နိုင်ငံတော်ဆင့်ဟောနိုင်ငံကောင်းဆောင်နေတွေ့မယ်အဲ့ဒါဒါအကောင်းတဲ့ကိစ္စပဲကာဇက်စတန်မှာဒီနေ့နေပြီးရင် မနက်မှတည့်ရနေပြီးရင်29ရက်နေ့တော့ကျွန်တော်တို့ဒီနေပြည်တော်ပြန်လာမယ်လို့ဗိုလ်ချုပ်ကြီးပြန်လာမယ်လို့ကျွန်တော်တို့သိရပါတယ်ဆိုတော့ဒါ29ကြာရင်တော့ပြန်လာရင်ဂျိုးစိုးအဖွဲ့လေဂျိုးချောင်းအဖွဲ့ပေါ့ဗျာဟောဒါကာဇာစတန်ကိစ္စအာပြီးတော့တခါတည်းဒီဟိုတစ်ချိန်တည်းမှာပဲကျွန်တော်ဒီရီဂျနာတခုပြောချင်တာပေါ့နော်ရီစရာကောင်းတယ်လို့ပဲကိုပြုံးစရာကောင်းတယ်လို့ပဲပြောမလားဟိုကျွန်တော်လည်းအင်ဂျူရောမချင်တာဘူးအမေရိကန်သမ္မတရဲ့အင်ဂျူရောကျွန်တော်လုံးဝမချင်တာဘူးဘာလို့မချင်လဲဆိုတော့ဗျာအင်ဂျူရောကတော်တော်ရက်ဆက်တဲ့လူတွေကအင်ဂျူရောအမေရိကန်သမ္မတအင်ဂျူရောတော်တော်ရက်ဆက်တဲ့လူတွေကဘာလို့လဲဆိုတော့နော်အခုဒီမှာအင်ဂျူရောကဒေါ်ဆန်းသူကြီး လွန့်ပေးဦးရအင်ဂျီတို့ကနော်ဘာလို့ဆိုအခုဒီမှာအမေရိကန်မှာရောက်နေတဲ့မြန်မာမြန်မာပြည်ပွားချို့ပါနော်စက်တင်ဘာ26ဆိုတော့မြန်မာနဲ့ဆိုရင်တော့28လဲဝင်နေပြီသူတို့ရှင်မှာ26အထက်မှာပေါ့နော်26ပေါ့ပြောရရင်သူတို့ရဲ့စနေတင်းတွေရုံးပိတ်ရဲ့ဆန္ဒပြပွဲလေးများပေါ့ရုံးပိတ်ရဲ့အဲရုံးပိတ်ရဲ့ဟိုစားကောင်းတောက်ကောင်းလုံတော်ဆန္ဒပြပွဲများပေါ့ရုံးပိတ်ရဲ့စားကောင်းတောက်ကောင်းလုံတော်ဆန္ဒပြပွဲများစနေတင်းတွေ၃ရုံးပိတ်ရဲ့ပေါ့နော်အဲ့တော့26ပုံမှန်26ဒီဘက်မှာ28ရောက်မြန်မာပြည်သူ28ပေါ့နော်ဆိုတော့အဲ့ဒီမှာဘာလဲဆိုတော့ဒေါအောင်ဆန်းစုကြည်ကိုတဲ့လွှတ်ပေးဖို့ဆိုပြီးတော့အမေရိကန်ရောက်မြန်မာ ြည်ပွားအချို့ကအမေရိကန်သမ္မတရဲ့အင်ဂျူရောရှေ့မှာဆန္ဒပြကြတယ်တဲ့ဆိုတော့ကျွန်တော်စဉ်းစားတာအင်ဂျူရောရှေ့မှာသူတို့သွားဆန္ဒပြတယ်ဆိုတော့အင်ဂျူရောကဒေါန်ဆန်းစုကြည်ဖမ်းထားတာပေါ့ဒေါန်ဆန်းစုကြည်ကိုလှုပ်ပေးဖို့အင်ဂျူရောရှေ့မှာဆန္ဒပြတယ်ဆိုတော့ဒါဆိုအင်ဂျူရောဒေါန်ဆန်းစုဖမ်းထားတာပေါ့ကျွန်တော်မသိဘူးဖြစ်နေတယ်ခင်ဗျားတို့လည်းနည်းနည်းသိရင်ပြောဒီအမေရိကန်ရောက်မြန်မာတွေကအင်ဂျူရောကျွန်တော်တို့မသိပေမဲ့ဒေါန်ဆန်းစုကြည်ကိုဖမ်းထားတာအင်ဂျူရောကဖမ်းထားတာဖြစ်မယ်ဒါကြောင့်မလို့အင်ဂျူရောဒေါန်ဆန်းစုကြည်လှုပ်ပေးပါသွားဆန္ဒပြတာဖြစ်မယ်နော်ကျွန်တော်ကျွန်တော်အဲ့လိုထင်တယ်ဟုတ်လားခင်ဗျားတို့နည်းနည်းလေးပြောပြပေးကြအောင်ကျွန်တော်ကျွန်တော်သိတာတော့ မြန်မာပြည်မှာပဲရှိတာပါနေပြည်တော်မှာပဲသူကောင်းအောင်မထားတာပါသူတို့ကနေပြည်တော်မှာဆန္ဒမပြပဲနေပါဘယ်လိုအိမ်ပြည်တော်ရှိသွားပြလဲဆိုအိမ်ပြည်တော်ကဖမ်းထားတာလားဒေါ်နယ်ထရန့်ကြီးကမြန်မာဒေါ်ဆန်းစုကြည်ကိုဖမ်းထားသလားမသိဘူးကြည်ရဆိုအဲ့လိုမျိုးသားဆိုလုံးဝဒေါ်နယ်ထရန့်ကြီးကိုမကျင်နာဘူးပြကျွန်တော်လည်းရောပြီးဆန္ဒပြမယ်နော်ဒေါ်ဆန်းစုကြည်လှုပ်ပေးဖို့ဒေါ်နယ်ထရန့်ကြီးကိုဆန္ဒပြတယ်နေအိမ်ပြည်တော်ကဆန္ဒပြတယ်နော်အဲ့လိုအဲ့လိုမြန်မာတွေအဲ့လိုပြနေတယ်ဆိုကျွန်တော်လည်းဒါစဉ်းစားပါတယ်ခင်ဗျားတို့လည်းစဉ်းစားကြအောင်နော်ဒီလူတွေဆန္ဒပြတာဘာမှပြတာလဲဆိုအိမ်ပြည်တော်ရှိမှပြတာဘာဘာပြလို့ဒေါ်ဆန်းစုကြည်ကိုဖမ်းဆီးထားတာလွတ်မြောက်လှုပ်ပေးဖို့ဟုတ်တယ်ဒေါ်ဆန်းစုကြည်ဖမ်းထားတာ၅နှစ်နေပါရှိနေပြီလေပြန်မလို့ပေးသေးဘူးလေ ဩအေးပေါ့အေးပေါ့အဲ့တော့အင်ဗျူရိုအနေနဲ့လည်းကြည့်ပြီးတော့ပြောပေါ့ကျွန်တော်ပြီးတော့လည်းအင်ဗျူရိုကတယောက်ကခုနဖုန်းလန်းဆက်တယ်ကြော်ရောကြောင်မျိုးကြောင်မျိုးမေးရောင်းတယ်မင်းတို့ရှီကမင်းတို့မြန်မာတွေတဲ့ငါတို့ရှီမှာလာဆန္ဒပြနေတယ်ကွာဘာဖြစ်လို့လုံးကျွန်တော်မေးတယ်သူတို့မသိဘူးကွာတဲ့ဒေါ်အောင်စန်းသူကြီးကိုပြန်လို့ပြောဆန္ဒပြနေတယ်အဲ့ဒါငါတို့လည်းဖမ်းမရပါဘူးတဲ့သူတို့ဘာလို့ငါတို့ဖုန်းဆက်တယ်လည်းမသိဘူးဆိုငါ့ကိုဘာဖြစ်လို့ငါတို့ဆန္ဒလာပြတယ်လည်းမသိဘူးဆိုကျွန်တော်ပြောတယ် ဟုတ်ဟုတ်အဲ့အမေရိကရောက်မြန်မာတွေကနည်းနည်းလေးတစ်ခါတစ်ခါတခန်းလက်ခန်းလွတ်တယ်တချက်ချက်လွတ်လွတ်သွားတယ်လွတ်လွတ်ပြီးတော့အဲ့ကျွန်တော်တို့ထားတာလွတ်တတ်တယ်ရှိတယ်။နင်တို့သီးခံဆိုဟုတ်ဘူးကွာဒီဒေါင်းသူကြီးငါတို့ဖတ်တတ်တာမဟုတ်ဘူးလေဘာလို့ငါတို့အီရီဗီရှင်လာဆန်းနှပြတာလဲဆိုတော့ကျွန်တော်တို့ပြောရခက်တယ်အဲ့တော့အမေရိကရောက်မြန်မာတွေရဲ့လွတ်နေတဲ့အခန်းလေးတွေလည်းဘယ်သူပြင်ပေးမလဲတော့မသိဘူးတချို့တွေအခန်းလေးလွတ်နေတယ်ဦးနောက်ခန်းနေဗဒက်ခန်းတော့ပြတ်နေလို့မသိဘူးအမေရိကမှာသွားဆန်းနှပြတယ်ဒေါင်းသူကြီးလွတ်ပြီးဟိုးတယ်ဆိုတော့အဲ့တော့ကျွန်တော်တို့ပြောတယ်မင်းတို့အီဗီရောနေနေလေလို့အဲ့ဒါဒီကောင်တွေကိုရှင်းပြရမှာလို့ ဟိုဒေါန်ဆန်းသူကြီးငါတို့ဖမ်းမရပါဘူးဆိုတော့ trust ရှင်းပြလာလေလို့အဲ့ဒါဆိုရင်ဒီကောင်တွေနားလေလဲသွားမှာပါလို့မင်းအဲ့လိုပြောလိုက်တယ်အဲ့တော့ trust ရှင်းပြလာမရှင်းပြလာတော့ကျွန်တော်မသိဘူးကျွန်တော်အဲ့လိုပြောပြလိုက်တယ်ဆိုတော့နောက်ဆိုလေအိမ်ပြီးတော့အနေနဲ့လေမင်းတို့အိမ်ပြီးတော့အနေနဲ့နောက်ဆိုရင်ဒေါန်ဆန်းသူကြီးမဖမ်းရင်မဖမ်းကြောင်ဖမ်းရင်ဖမ်းကြောင်တရားဝင်စာထုတ်လိုက်ပါကွာလို့မဟုတ်ရင်မင်းတို့ဖမ်းတဲ့အချိန်မင်းတို့ဆန္ဒခဏခဏလာပြနေပါဦးမယ်လို့ကျွန်တော်တို့ပြောပြလိုက်ပါတယ်ခင်ဗျာနော်အဲ့ဒါတော့ပြုံးစရာအပြင်နဲ့ထည့်စဉ်းစားပါတော့ပြီးတော့ဒါလေးကတော့နောက်ထပ်သတင်းတစ်ခုလေးပြောတော့ပြီးနောက်ထပ်တစ်ခုကျွန်တော်ပြောပါဦးမယ်နောက်ထပ်တစ်ခုကတော့ဘာများဖြစ်မလဲဆိုတော့ချားမဟုတ်ရဟိုဘာလဲဆိုတော့ ဒီဂဒူးမပေါ့ဂဒူးမဆိုတာကအချားမဟုတ်ဘူးညာဂဒူးမဆိုတာကဒီဒဇယ်ပေါ့နော်ဒဇယ်ဂဒူးမဒဇယ်ဂဒူးမဘက်မှာဂဒူးမဘက်ကရှိတဲ့အဲစီဆိုင်တဆိုင်နဲ့ဒီစားတော့ဆိုင်နေအဲ့နားတဝိုက်ပေါ့လေအဲ့နားတဝိုက်ကိုတက်ကလေနဲ့ဒီဘုံကျဲတယ်ပေါ့နော်ဘုံတော့ပြစ်လိုက်တယ်လေနဲ့ဘုံကျဲတယ်လေနဲ့ဘုံကျဲတဲ့ခါကျတော့ထိကနေနာမှုတွေစိုးရှုံးမှုတွေကြီးကြီးဖြစ်သွားပါတယ်ပြောရရင်တော့ဟိုဒီဖြစ်စရာမနေ့ကမနေ့က မနေ့မနေ့ကမနေ့မနေ့ကဖြစ်တာပေါ့နော်မနေ့ကဖြစ်တာဂရုမာတိုက်နေအတိုက်နေဆိုရဲရွာပေါ့နော်အဲရွာကိုတက်ကလေနဲ့ဘုံကျဲတယ်အမတိတ်ဆုံးသူတွေကတော့များတယ်လို့သိရတယ်၄50ဦးလောက်တော့မကောက်ရှိတယ်လို့ပြောတယ်တချို့ဆိုလဲထိခိုက်တာဆိုလို့ရှိရင်အစနာတော်ရှာမရလောက်တဲ့ဒီထိခိုက်တိတ်ဆုံးမှုတွေရှိတယ်လို့ကြားရပါတယ်အဲ့တော့ပြောရရင်တော့အဲဂရုမာတိုက်နေကိုဘုံကျဲတာစစ်တပ်ကဘုံကျဲတယ်ဆိုတဲ့စကားလုံးကပြောရရင်တော့တချို့တွေတော့ကတမင်သက်သက်များကျဲသလားလို့ထင်စရာရှိတယ်ဆိုတော့ဂရုမာကဘယ်လိုနေရာလဲဆိုတဲ့ကိစ္စပေါ့နော်ကျွန်တော်ပြောပြရရင်တော့ဂရုမာကဒီ ပြောရရင်မုံရွာနေဟိုဘက်ကိုအပေါ်ကိုတက်လို့ရှိရင်ဂဒူးဂဒူးဂဒူးမဆိုတော့ဖြတ်ကိုဖြတ်ရတယ်။အဲ့ဒီဘက်တွေအကုန်လုံးက PDF တွေကြီးစိုးတယ်။ PDF ကြီးစိုးတယ်ပြီးကြီးစိုးတယ်ပြင် PDF တွေကဂဒူးမဘက်မှာတဝိုက်မှာ PDF တွေက one light ထွက်လိုက်ရွာတွေထဲမှာ PDF တွေအများရှိနေတယ်။ရှိနေတယ်ပြင်တို့ကအဲ့ဒီနေရာနေပြီးတော့ဒီခီးသွွာလာရေးကားတွေခီးသွွာလာတဲ့ကားတွေခီးသွွာကားတွေတမန်ကားတွေစတားကားတွေအဲ့ဒီရရှိကားတွေဝန်ထမ်းကားတွေအဲ့ဒီအကုန်လုံးကိုဓမြတိုက်တယ်ဖမ်းတယ်စီးတယ်အဲ့လိုမျိုးတွေခဏခဏလုပ်တယ်ဂဒူးမှာအဲ့တော့ စစ်တပ်ကအစောပိုင်းတစ်လျှောက်လုံးမှာကဒူးမတိုက်နေတဲ့ဆက်ဆက်တဲ့လူတွေစီကိုချိတ်ဆက်ပြီးတော့ဒီနယ်မြေငင်းချင်းငင်းချမ်းကိုတည်ငြိမ်ဖို့ပြောချင်းချင်းချင်းကပြောခဲ့မှုတွေရှိခဲ့မှုတွေရှင်းပြရတော့ဒဇယ်ဘက်မှာဒဇယ်ဘက်ကနေပြီးတော့ဒဇယ်ဘက်ကနေပြီးတော့ပြည်တော်စုအစင်ပေါက်ရတဲ့သူတွေအများကြီးရှိတယ်ပေါက်တဲ့အတွက်ဒဇယ်ကဒူးမမုံရွာအဲ့ဘက်ချမ်းအကုန်လုံးကြောလုံးကိုလိုက်ပြီးတော့တနေတဲ့လောက်ရှင်းပြတယ်မလုဖို့ဘောဘူးတွေတနေတဲ့တော့သူ့ရဲ့သက်ဆိုင်သက်ဆိုင်လူတွေနဲ့သတင်းမရရအောင်ပြောတယ်အဲ့ချိန်ကဒီစစ်တပ်ကဘာဖြစ်လဲညာဖြစ်လဲဆိုတဲ့စကားမျိုးစကားမျိုးနဲ့ဒီအညာသားချို့ဟာနည်းနည်းလေးဘမရိုက်နေလို့လုပ်တယ် ဆိုတော့ပြောရရင်တော့အဲ့ဒီမှာအဲ့ဒီဘက်ကနေပြီးတော့ဆက်ထောက်ဖို့ကိစ္စတွေလည်းအများကြီးလုပ်တယ်အပေါ်ဘက်ကိုထောက်ဖို့တက်တာဥမာရခိုင်ဘက်ကိုထောက်ဖို့တက်တဲ့ကိစ္စတွေချင်းဘက်ကိုထောက်ဖို့တက်တဲ့ကိစ္စတွေကချင်းဘက်ကိုတက်သွားတဲ့ကိစ္စတွေသခိုင်းလည်းဟိုပေါ်ပေါ်တက်တဲ့ကိစ္စတွေဒါတွေမှလည်းဒီ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 ဂဒူးမာလိုဘာလိုကနေဖြတ်ပြီးတက်နေတာများတယ်အဲ့တော့ဂဒူးမာလိုညံမျိုးတွေကစစ်တပ်ကနောက်ဆုံးမှာတားကက်ဖြစ်လာတယ်အချိန်ကြာလာတဲ့အခါဒါကြီးကတကယ်တက်မာကြီးလိုဖြစ်လာတယ်အင်အားကြီးလိုဒုကြီးလိုဖြစ်လာပြီဆိုတဲ့အခါကျတော့တက်ကလေတဲ့ဘုံကျတဲ့ဖြစ်လာတယ်တက်ကစစ်ကြောင်းမထိုးခင်လေနဲ့ဘုံကျတဲ့လုတ်လိုက်ရတယ်ဆိုတော့စစ်ကြောင်းထိုးလေသူကထိုးတော့မယ်ထိုးပြီးရင်တိတ်မကြဘူးထိုးတော့မှာတော့မရှိတော့ ို့မိသိမကြောက်ပြဲရောက်လာထိုးတဲ့ချိန်တိုင်းပြေးတယ်အဲ့လိုပုံစံမျိုးနဲ့ရက်တည်နေတာကြာပြီအဲ့ဒါကြောင့်နောက်ဆုံးတက်ကမထူးတော့ဆိုအင်အားစုစုစီဖြစ်နေတယ်လို့သတင်းကြားတဲ့အချိန်မှာတက်ကလေနဲ့ပြစ်တယ်ပေါ့ဗျာပြစ်တော့ထိကြိုက်ကုန်နဲ့တီးကုန်တော့မှန်တယ်ဒါပေမဲ့ဒီနေရာမှာဘာဖြစ်လို့ဆိုတော့ပြည်သူတွေကိုပြစ်တာလားဆိုတော့ပြည်သူတွေပြစ်တာတော့မဟုတ်ဘူးကျွန်တော်ခဏလာမယ်ပြည်သူတွေရောရွေးချယ်ချိတက်ကပြစ်ဆင်အကြောင်းမရှိဘူးပြည်သူတွေပြစ်တာလို့ပြောကြည့်ဆိုရင်ခင်ဗျားတို့ကျွန်တော်တို့နေထိုင်တဲ့နေမြို့တွေရွာတွေဘယ်တော့ဆက်တက်ကလာလေနဲ့ပြစ်လို့တော့တဘုံတွေလက်နက်ကင်ပုံကွယ်သူတွေရှိတဲ့နေရာတွေကိုတော့အပြစ်ခံရတယ်။ဒါဆိုရင်တဘုံတွေလက်နက်ကင်ရှိတဲ့နေရာတွေကအပြစ်ခံရမှာဖြစ်ပြီးတော့ ဒီတက်မတော်ရှိတဲ့နေရာတင်းကျင်းအေးချမ်းတဲ့နေရာ PDF ကင်းစင်ပြုတ်ပြော်ရှင်တဲ့နေရာသဘုံကင်းစင်ပြုတ်ပြော်ရှင်တဲ့နေရာတွေမှာတော့အပြစ်ခံရခြင်းမရှိဘူးဒါဆိုရင်အဖြစ်ရရှင်းနေဆိုတော့သဘုံတွေရှိတယ် PDF တွေချမ်းပတ်သမားတွေရှိနေချမ်းပတ်သမားကိုနှိမ်နေတဲ့အခါမှာတက်မတော် နေတဲ့ကနီလာမျိုးစုံတုံးပြီးနှိမ်နေရမှာတာပေါ့သူကရှိတယ်အဲ့တော့သူနှိမ်နေတယ်အဲ့တော့အဲ့တော့ဂျားညက်ပြီးတော့တိကျနေတဲ့ဆုံးရှုံးမှုတွေဖြစ်ကုန်တယ်ကျွန်တော်တို့ဒါကြောင့်မလို့လက်နက်ကင်ဒေါ်လာပုံကန်နေကြတဲ့လူငယ်တွေညီငယ်ညီမငယ်တွေအညာသားတွေအဲ့အုပ်စုတွေကလုံးဖြစ်နိုင်ရင်ဒီတိချိန်ကနဂိုရှီလုပ်ပါတက်မတော်နေညှိနှိုင်းဆွေးနွေးလိုက်ကြဆွေးနွေးပြီးတော့နန်မျိုးအေးစစ်ခဏလောက်ငြင်းငြင်းလေးနေပြီးလိုက် ဒါဆိုရင်ဘာမှမလုပ်နဲ့ထောက်ဖို့လည်းမလုပ်နဲ့ကြမ်းဖက်လည်းမလုပ်နဲ့တနတ်တကားကနဲ့ဟိုဆောင်ကြောဆောင်ကြလည်းမလုပ်နဲ့အေးအေးစိတ်နေရင်ဘာမှမဖြစ်ဘူးပြအဲ့ဒါကျွန်တော်ပွန့်လန်ပြောအဲ့လိုမြင်တယ်အဲ့တော့ဟိုကျွန်တော်ကအညာသားတွေစိတ်မကောင်းဖြစ်တယ်ဒီလိုမျိုးပေါက်တက်ခဲ့ရဖြစ်ကုန်တာလေကြားရင်လည်းစိတ်မကောင်းဖြစ်ရတယ်သို့တော့အနေထားကတော့အချမ်းပသမနဲ့အချမ်းပသမနဲ့နီးနီးကသွားနေမိရင်တော့ညက်ပြီးတော့ပြည်သူတွေတည်တတ်ပါတယ်အဲ့တော့ပြည်သူတွေအနေနဲ့လည်းပွန့်လန်ပြောတော့ကိုယ်နယ်ဒေသမှာအချမ်းပသမတွေရှိနေပြီဆိုတာသိကြရဲဆိုရင်ဖြစ်နိုင်တော့ရှောင်းနေရှောင်းနိုင်လို့ရတဲ့နေရာမှာတော့ရှောင်းနေကြတာပဲကျွန်တော်တိုက်တွန်းပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ ဒိုက်တွေကြားရတာဆင်မကောင်းပါဘူးကိုယ်နိုင်ငံသားတွေပဲတေးရတာဖြစ်လို့ဆင်မကောင်းပါဘူးအဲ့တော့ဒီအသေးဆုံးမှုတွေနဲ့ပတ်သက်လို့ရှိရင် PDF ချက်ဖက်သမားတွေတေးသွားတယ်ဆိုတော့လည်းတေးရတယ်လို့အရက်သားတွေလည်းတေးရတယ်ရှိတယ်အဲ့တော့ဒီအသေးဆုံးမှုတွေနဲ့ပတ်သက်ရင်စိတ်ကောင်းစိတ်မကောင်းဖြစ်ရတယ်ဘလို့မှစိတ်ထဲမှာဟိုစိတ်မကောင်းစိတ်မချမ်းသာဖြစ်ရတယ်ဒါကြောင့်မလို့ကျွန်တော်တို့ပုံမှန်ပြောတာပါဖြစ်နိုင်ရင်နှိမ့်နှိုင်းတိုင်ပင်ပြီးတော့ကိုယ်နယ်မြေမှာတင်းကြီးအေးချမ်းဆိုတာနေလိုက်ကြတာမကောင်းဘူးလားဖြစ်နိုင်ရင်လက်နက်တွေကိုခဏလောက်ချလိုက်တာဖယ်ထားလိုက်တာကောင်းတယ်ဆွတ်လို့ပြီးတော့ငါနယ်မြေအုပ်ချုပ်ရင်ငါနယ်မြေဒေသတင်းကြီးပို့ပို့ထုတ်တဲ့အတွက်ငါအစိုးရနဲ့ပူးပေါင်းလုပ်မယ်ကွာဆိုတော့မျိုးစိတ်တက် ထားပြီးတော့နောင်လာမဲ့ရွေးကောက်ပွဲနဲ့ပေါ်လာမဲ့အစိုးရနဲ့အတူပူးပေါင်းပြီးတော့ကိုဒေတာတင်ညာကိုဖိုးဖိုးတူတော့လုပ်ကြည့်ပါလားဒါလေးမကောင်းလားလို့ပဲကျွန်တော်တိုင်တွန်းချင်တယ်ဗျာဒါတခုပဲနောက်တစ်ခုကကုလသမဂ္ဂမှာဖြစ်တဲ့ဖြစ်စဉ်ပေါ့ကုလသမဂ္ဂမှာတော့အစ္စရေးဝန်ကြီးချုပ်မိန်ကုန်းပြောတဲ့အချိန်မှာလူတွေထပြီးတော့ဆန္ဒပြတွေထွက်သွားကြတယ်ဆိုတော့မျိုးတွေကဒါကတော့ဖြစ်နေဖြစ်တာရှိတဲ့ကိစ္စကုလသမဂ္ဂဒါဒီမိုကရေစီ right ရဖြစ်နေတာဖြစ်တာပဲဒါကတော့တိတ်ပြီးအစ္စရေးဝန်ကြီးချုပ်ကတော့ခေါင်းနဲ့ထိထဲတယ်ပေါ့မပေါ်ဘူးတာယူလေနောက်တစ်ခုဒါပေမဲ့အဲ့မှာကျွန်တော်က unit ပေါ့မိုဟာမက် unit ပေါ့ဘင်္ဂလားဒေ့ရှ်ကလက်ရှိယာယီခေါင်းဆောင်မိုဟာမက် unit က ဒီကုလသမဂ္ဂကသူတက်ပြီးစကားပြောခွင့်ရတယ်ပြောခွင့်ရတဲ့အချိန်မှာသူကဘာနေပြောသွားလဲဆိုတော့ကျွန်တော်တို့တကယ်သူကိစ္စသူနိုင်ငံကြောင်းပြောတာကျွန်တော်စိတ်ဝင်စားပါဘူးကျွန်တော်တို့နိုင်ငံနဲ့ပတ်သက်ပြီးပြောလာတာရှိတယ်အဲ့ဒါဘာလဲဆိုတော့မြန်မာပြည်အဲသူတို့ရဲ့ခြံစည်းရိုးနေဆက်မှာရှိတယ်ခြံစည်းရိုးနေဆက်မှာရှိတယ်ရခိုင်ပြည်နယ်ပေါ့ရခိုင်ပြည်နယ်မှာအကြမ်းဖက်မှုတွေ အဲဒီတို့ဘင်္ဂလီတွေပေါ့ဗျာဘင်္ဂလီတွေပေါ့မှာအကျံဖက်မှုတွေနိုင်ကျင့်မှုတွေမောင်းထုတ်မှုတွေပြန်လဲလက်မခံခြင်းကိစ္စတွေများစွာပေါ့အဲ့ပြဿနာပေါ့များစွာဖြစ်နေပါတယ်အရင်တော့အစိုးရဖြစ်တဲ့တပ်မတော်အစိုးရကနေပြီးအစိုးရနဲ့တပ်မတော်ကတို့ကိုဖိနှိပ်မှုတွေအရင်တော့လုပ်တယ်အခုကျတော့အစိုးရမဟုတ်တော့အဖွဲ့ပေါ့ဗျာဟိုမှာ AA ပေါ့ AA ကတို့တို့ရဲ့ဘင်္ဂလီတွေပေါ့မှာနှိပ်စက်နိုင်ခြင်းမှုတွေကြီးကြေလုပ်တယ်ဒါကြောင့်မလို့ဒီရခိုင်ပြည်နယ်ပြဿနာနဲ့ပတ်သက်ရင်ဘင်္ဂလီတွေပြန်ပို့ရေးကိစ္စနဲ့ပတ်သက်ရင်အားနဲ့အင်းနဲ့ဒုနဲ့တနေဝိုင်းပြီးတော့နိုင်ငံတကာတွန်းအားပေးကြပါပြီးတော့မြန်မာမြန်မာအစိုးရပေါ်မှာဖိအားပေးကြပါတော့အစိုးရမဟုတ်တော့အဲ့ ရခိုင်ပြည်နယ်မှာရှိနေတဲ့လက်နက်အဖွဲ့အဝါဖိအားပေးကြပါတောင်းအားပေးကြပါဆိုတဲ့ပုံစံမျိုးနဲ့သူကမွားပေချုံတို့ကကုလသမဂ္ဂဆင်မြောက်မှာတကမ္ဘာလုံးကြောက်အောင်ပြောပြတယ်ဆိုတော့ကျွန်တော်မြန်မာကြတော့အဲ့ကုလသမဂ္ဂဆင်မြောက်မှာကြော်မိုးထုံးရှိတယ်ကြော်မိုးထုံးအဲ့ဒီကောင်မတော့ against လို့လားဆိုမလုပ်ပေးနိုင်ဘူးကြော်မိုးထုံးဘာလို့တောင်းဆောက်လို့မရဘူးဘာမှမလုပ်ပြနိုင်ဘူးဘာလို့လဲဆိုတော့ तू तू ဘာမှဘိုးမှလူရမုံနဲ့အတွက်လုပ်ပြလို့မရဘူးပြောလို့မရဘူးယူနိုနာကိုကတ်လို့တော့ तू မရနိုင်ဘူးပြီးကတ်ရောယူနိုနာကတ်ရော तू ဘာပြောမလဲအဲ့ဘင်္ဂလီတွေကိစ္စနဲ့ပတ်သက်ရင် तू ငါတို့ကငါတို့နိုင်ငံမှာ no ruin ကြလို့ तू ပြောမလားမပြောရဘူးကြော်မိုးကြော်မိုးထုံးကအဲ့လိုပြောရင် तू ဘာအဲ့မှာခွက်ပြောင်းမယ် ဲ့တော့ကဘာပေါ်မှာက Ranger ဆိုစကလုံးကကြေကြေလောင်တွန်းနေပြီမြန်မာပြည်မှာက No Ranger အဲ့တော့ No History No Ranger ဘာလို့ History မရှိဘူး Ranger စပေး Ranger လူလူမျိုးဆိုတဲ့တမိုင်းကဟိုးကျွန်တော်တို့မြန်မာပြည်စကြရမရှိတာဘင်္ဂလီဆိုရင်တော့ရှိတယ်ဘင်္ဂလီဆိုရှိတယ်ဘင်္ဂလီရှိတယ်အဲဘင်္ဂလီရှိတာဘင်္ဂလီပဲဘင်္ဂလီကဘင်္ဂလားဒေ့ရှ်ကလာရတဲ့ဘင်္ဂလီကျွန်တော်တို့မြန်မာပြည်ရဲ့နေဆက်မှာတရုတ်နေဆက်မှာတရုတ်နဲ့တရုတ်နေဆက်တရုတ်ပြည်ထဲမှာမြန်မာပြည်ထဲမှာ နှစ်ခုလုံးနဲ့ဘာသာတူတဲ့လူမျိုးတူတဲ့လူမျိုးတွေရှိတယ်တူတဲ့လူမျိုးတွေရှိတယ်ဘာသာပြောပုံဆိုပါအကုန်တူတဲ့လူမျိုးတွေရှိတယ်ဒါတူညီစွာရှိတယ်မလီစုယဝမ်စသဖြင့်ဒါမျိုးရှိတယ်အမ်ရှမ်းစာမှာလည်းကိုကန်နေရှိတယ်။ဟိုဘကိုကန်ဒီဘကိုကန်ရှိတယ်။ဝါမှာလည်းဟိုဘမှာရှိတယ်။ဒီဘမှာလည်းဟန်နေရှိတယ်။ဒီဘမှာဟိုဘလည်းဝါတွေရောရှိဟန်နေဝါတွေလည်းရှိဟန်နေလည်းရှိ။မိုင်းလာလည်းဟိုဘဒီဘကိုနီးစပ်တာရှိတယ်။ကဲကောင်းပြီဗမာလည်းမြန်မာပြည်ရဲ့နေစားဘင်္ဂလားဒေ့ရှ်မှာထိုင်းမှာလည်းရှင်းပြရအောင်ထိုင်းမှာလည်းရှမ်းနဲ့ဟိုထိုင်းနဲ့ဆက်နေတယ်။မွန်နဲ့ထိုင်းနဲ့ဆက်နေတာရှိတယ်။ကရင်နဲ့ထိုင်းနဲ့ဆက်နေတာရှိတယ်။ ကဲဘမလည်းဘင်္ဂလားဒေ့ရှ်မှာဘင်္ဂလီပဲရှိတယ်ဘင်္ဂလီမှာဘင်္ဂလီပဲရှိတယ်ဘင်္ဂလားဒေ့ရှ်မှာရိုဟင်ဂျာမရှိဘူးမြန်မာပြည်မှာဘာလို့ရှိရမှာတော့အဝေးပဲဒါပေမဲ့တို့ကဒီနာမည်ကဘာလို့ဆိုတော့နှစ်ပေါင်းများစွာ lobby လောက်လာတဲ့နာမည်ကဘာနဲ့ချီ lobby လောက်လာတဲ့နာမည်ဆိုဒီနာမည်ကိုထပ်ခါတခါတုံးပြီးကျွန်တော်တို့တော့ကောက်ကောင်းပြီးတယ်အဲ့တော့ဒီဟာကကုလသမဂ္ဂဆင်မြင့်အောင်မှာမြန်မာတက်ပြောခွင့်မရသေးတဲ့အချိန်မှာဒီကောင်တွေပြောချင်တယ်ဆိုပြောတယ်မြန်မာဘက်ကပြောမဲ့သူကလည်းရှိတဲ့ကြော်မှုထုံးကလည်းရှင်းရှင်းပြောရရင်တော့တခင်အားရကျွန်ပါဝဟိုတွားလုံနေတယ်ကိုယ်နိုင်ငံနဲ့ပတ်သက်ပြီးကံပြောမလားဆိုမှပြောပြီးဘူးဒါမျိုးကြတော့ ပြောရင် तू ခွက်ပြောင်းมาကြောက်တော့ကာ तू မပြောရဲဘူး तू ကိုရင်တော့နောက်လာမယ်အစိုးရနောက်တစ်နှစ်တစ်နှစ်လောက်ဆိုရင်ဒီကောင် तू ကိုရင်ခွက်ပြောင်းတော့မှာဆိုတော့ तू ကိုရင်ကြောက်လန့်ပြီးတော့ဘင်္ဂလီနာပြည့်ကတ်နေရသလားမသိဘူးတခါကျရင်အဲ့လိုဖြစ်နေကျွန်တော်နိုင်ငံနေလေသတိကြီးထားရမယ်နောက် AA AA ပေါ့ AA အနေနဲ့လေခုချိန်အထိ तू နားမလဲသေးဘူးထွန်းမြန်နိုင်ငံခုကြီးနားမလဲသေးတာထွန်းမြန်နိုင်ငံနေတိုင်းနဲ့ကျွန်တော်တို့ကစဉ်းစားကြည့်ထွန်းမြန်နိုင်ငံနေတိုင်း तू ကြိုးချင်ခံထားရပြီခင်ဗျာဘင်္ဂလီအရှုနဲ့လေ तू ကြိုးချင်ခံထားရတယ်တပ်မတော်သားတွေကို19တပ်မတော်သားတွေကိုဖြစ်နေတယ်လေထိတ်တဲ့ရင်ဆိုင်နေရတယ်ဆိုတော့သူ့မှာအများကြီးဘင်္ဂလားဒေ့ရှ်နဲ့ထိတဲ့တွေ့နေတယ် ဒါကြောင့်သူတို့ဘယ်လိုသွားမလဲအေးအေးလေးစဉ်းစားရအောင်မြန်မာအစိုးရနဲ့ပူးပေါင်းပြီးတော့သူအစိုးရနဲ့ဖြစ်နိုင်ရင်တော့ဟိုလက်ချင်းချိတ်ပြီးတော့သူ့ကိုသူ BGF လုပ်တင်တယ် Border Gap Force လုပ်တင်တယ်အဲ့ဒါဆိုရင်အဆင်ပြေနိုင်တယ်တော့ဒါကိုကျွန်တော်ဆိုလိုတာမဲ့အေးအေးထွန်းပြနိုင်ရတော့မိုက်တွဲနဲ့နေစေပဲလို့ကျွန်တော်မြင်နေစောင့်ကြည့်ရမှာပေါ့ဗျာနော်ဆိုတော့လောဒရောနိုင်ငံတကာမှာတော့ကျွန်တော်တို့ဒီလိုမျိုးလုပ်နေတာတွေ့ရတယ်ဆိုတော့ကျွန်တော်တို့အနေနဲ့သတိထားရမယ်နိုင်ငံတကာရဲ့ offline လုပ်နေကြမှာမြန်မာပြည်ကိုတော့ရှောက်ဒီဘင်္ဂလားဒေ့ရှ်နယ်စပ်ကရခိုင်ပြည်နယ်မြောက်ဖြားပိုင်းကကျွန်တော်တို့မြန်မာပြည်ရဲ့ဟို ဒုက္ခပေးရနေရာတွေကတော့အကြီးကျယ်တဖြည်း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 ဖြစ်ဖြစ်လာလို့ဆိုတော့မမေ့ဘူးကျွန်တော်ပြောချင်တာပါလောလောဆယ်တော့ကျွန်တော်တင်ဆက်ဖို့ဒီလောက်နဲ့ပဲရက်ချင်ပါတယ်ဘာလို့ဆိုတော့အာဆီယံကဟို journalist တွေတော်တော်များများကူတာဟိုစပြီးပေါ်တက်လာကြပါပြီတက်လာကြပြီဖြစ်တဲ့အတွက်ကျွန်တော်ထပ်ပြီးတော့အဲဒီနေ့တော့ဒီလောက်နဲ့ပဲရက်ပြရစီအကယ်၍မိသိရင်လည်းကျွန်တော်ကျွန်တော်နည်းနည်းထပ်ပြောပါမယ်အဲ့တော့ဒီတော့ဒီလောက်ပါပဲအခုအာဂရာကနေပြီးတော့ကျွန်တော်ဒီအိန္ဒိယဟိုဘာလို့ဆို new delhi ကိုကျွန်တော်ပြန်ပါမယ်အဲ့တော့ new delhi ကိုပြန်မယ်ပြန်မယ်အချိန်ကအခုချိန်က၄နာရီခွဲ 9နိုင်ခွဲပြီဆိုတော့ new delivery ရချင်တော့နောက်ကြမှာဖြစ်တဲ့အတွက်မမီလောက်တော့ဝမီလောက်တဲ့အတွက်ကျွန်တော်ဒီရနဲ့ပဲကျွန်တော်ရက်လိုက်ပါမယ်အားလုံးပဲနောက်နေ့ဒီကြမှာပဲနောက်နေ့ကြပါနောက်နေ့ကြကိုကောင်းနေပါလိကျွန်တော်ထပ်ပြောပါမယ်เนาะအဲ့တော့ဘာပြောတာကျွန်တော် Cambodia တို့ Thai တို့ကမိတ်ဆွေတွေဖြစ်ပါတယ်တို့ရှိပါတယ်တို့လည်းတော့ကျွန်တော်လွတ်လပ်စကားပြောရရှိပါတယ်เนาะ Okay အားလုံးပဲကိုင်းစားနေရှိပါအတိုက်ယူစေနာမထားပါသစ္စာရှိပါကိုယ်နိုင်ငံသားအချင်းချင်းအပြန်အလှန်တက်ဖြတ်နေကြတာကိုလောကလောကဒီပြောနေတဲ့လူမိုက်လူရန်ကလူသက်အချမ်းဖက်အားပေးသမားခမည်းဖြစ်နေကြတာဆိုတော့ပြန်လေမိဖို့တို့ဘာလို့ပြောရင်းနဲ့ခွန်လိုက်ပါဗျာ